ားလုံးမင်္ဂလာပါခမမင်းခံပေါင်းဂျန်နေရနေပြန်လဲကြိုဆိုလိုက်ပါရယ်ယနေ့14ရက်စန္ဒလ2025ရက်နေ့မင်္ဂလာညချမ်းမှာစေတရင်းအနေအဖြင့်ရဲသုံးဘော်ရဲ့စေတရင်းလေးတွေနဲ့စတင်လိုက်ခြင်းပါရယ်ခမဟုတ်ကဲ့စေတရင်းများမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါရယ်ဟုတ်ကဲ့စေတရင်းများစတင်လိုက်ကြရအောင်ခမ စေတနင်းတွေစောင့်မျှော်နေကြမယ်ဒီမာရဲ့ဗျာဗမွန်အခြေအနေကတော့စကားက20နဲ့3မိုင်လောက်กว่าဝီးတဲ့3မိုင်ရွာဘက်ရဲ့ခိုတာဘက်ရဲ့လေရင်ခွင်းအစွန်ဘက်ရဲ့မှာ KIA KIA နဲ့ဘရက်တွေရှိနေတယ်ရင်ဆိုင်ထိန်ချုပ်ထားပါတယ်စစ်မြူနေတဲ့အနေထားမှာကိုဘက်ကအသာစီးနေပါပဲဗမွန်တက်နေဘက်ကတရင်တက်ဖွဲ့တွေကိုမိမိတက်မတော်ဘက်ကပြန်လည်သိမ်းယူထားနိုင်ခဲ့ပြီမြေ ရန်သူတွေကိုစကားက20နဲ့3မိုင်အကွာလောက်မှာဘာလို့ရင်ဆိုင်ထိန်းချုပ်ထားသလဲဆိုတာကတော့တမတော်ရဲ့စစ်မှားဗျူဟာလိုအပ်ချက်ကြောင့်ပဲဖြစ်မှာပေါ့ခင်ဗျာရှမ်းမြောက်ဒီဘောကွင်ဘက်ကလည်းအတန်ထွက်လာနေပါတယ်ဒီဘောတရာကြီးလည်းမိမိတမတော်ဘက်အချမ်းရော MNDAA ဘက်ကပါလက်တလုံးဖြတ်တန်းသွားလာမှုကိုပိတ်ထန်းလိုက်ပါတယ်တရာအလဲမှာအုတ်ခဲများခြာထားပြီးတော့ခြေလျင်လမ်းလျှောက်မဲ့သူများကိုတော့ခွင့်ပြုထားပါတယ် မိသည့်ရင်ယာယီဖြတ်တန်းခွင့်မပြုတာကလည်းသူအကြောင်းတရားတော်ရှိမှာပေါ့လေကံဘလူနဲ့ခင်ဦးကြားကယင်းတိုက်ယွာနာမှာမိမိတက်မတော်စစ်ကြောင်းနဲ့ဒေသခံဗရတ်တွေဖြစ်တဲ့တိုက်ပွဲမှာပေါ်ဆတဲ့မိမိဘက်ကပေးဆက်လိုက်ရတာမနှဲပါဘူးဗျာဖြစ်စဉ်အတွက်နမကတိုင်းမှုကိုယ်တိုင်မင်းညက်ကြီးကချက်ချင်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်ဒီလိုပဲပေါ့စီးရဲကိစ္စမှာပေါ်ဆလို့မရပါဘူးဆိုတာလက်တွေ့ပဲလေး ြာဆုံးအရာရှိစਿੱတီတွေအတွက်တော့စိတ်မကောင်းဖြစ်ရပါတယ်လေးစားစွာလက်တင်အလေးပြုလိုက်ပါတယ်ခမညာလုံတုံးကိုင်းတုံးစစ်သည်တွေကအများကြီးပါပဲစစ်သည်တွေဆက်လက်စောင့်ကြည့်ကြတာပေါ့ခမညာဆရာသမားများနဲ့တငယ်ချင်းအားလုံးကိုလေးစားယူသေးစွာဖြင့်ရဲသုံးပေါ့ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်နရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။ အညာကိုရှင်းကြည့်ရင်တော့စစ်ကြောင်းတွေဖြန့်ပြီးတော့တပြိုင်တည်းတည်းဝင်ကျင်ဝင်တာမှမဟုတ်တရားဝင်စစ်ဆောင်စကန်းပုံစံဖွင့်ပြီးတော့ကာလာခွဲပြစ်မှတ်သေးကြရင် တခါတည်းတော့စစ်ကြောင်းဝင်လာပြီးရန်သူပြန်အချိန်မကျနိုင်အောင်ကြောက်မဲနှောင်ချိုစတိုင်မျိုးတိဆောက်ပါပုံစံကတော့ပုံကတော့ကန့်ဘလူးဘက်ကနေမြင်းရှင်းတဲ့ထူးထူးခြားခြားဓာတ်ပုံလေးလွန်တာပေါ့လေအဲ့လောက်ကြီးအနီးကလိုက်ဖြုတ်တာကတော့တော်တော်ကိုလွန်ပါတယ် ူရဲကောင်းမတန်းဝင်တစိုက်တဲ့တမတော်ဒါတိုင်းအတွက်တရားပါမဲ့ဂုံသူဘွဲတစိုက်ပါပဲတတိဆွမ်းဆောင်ရေးဆိုင်ရာဘွဲတစိုက်ဆိုတော့ပိုတန်ဖို့ထားဂုံယူဖို့ကောင်းတာလဲပါပါတယ်ဒီထက်မှာထူးထူးခြားခြားဘိုးအစင်းတယောက်ပြည်သူစစ်တယောက်ပါလာပါတယ်နေအောင်စလုံးကငငယ်ရွယ်ရွယ်ဖြစ်တဲ့အပြင်ပြည်သူစစ်ဆိုတာကလည်းပူပူနွေးနွေးတွေမဟုတ်လားစစ်တဲ့ကြီးသူတွေတောင်သူရဲကောင်းမှတ်တမ်းဝင်ဆိုတာရကျင်တိုင်းမရပါဘူး သူတို့ဘဲတိုက်ပွဲတွေမှာရွရွချွန်ချွန်တိုက်ခိုက်ကြတာလေတကယ်ကိုဂုံယူဝမ်းမြောက်စရာကိစ္စတခုပါပိုဆိုးတာကဒါကပြည်သူစစ်တွေအားလုံးရဲ့ဂုံသိက္ခာလေဖြစ်တယ်ပေါ့လေရွေးကောက်ပွဲကဩ inclusive မဖြစ်ပါဘူးလို့ပြောရအောင်ကလည်းတက်မတော်ကပါတီအလုံးကိုပြန်မှတ်ပုံပြန်တင်ခိုင်းခဲ့တယ်။ပါတီတခုမှတ်ပုံတင်ခြင်းမတင်ခြင်းရွေးကောက်ပွဲကိုပြန်ခြင်းမပြန်ခြင်းကသက်ဆိုင်ရာပါတီကပဲဆုံးဖြတ်တာပါ။ဒီလိုပြောလို့ ပန္ဒီဥက္ကရာကထောင်ထဲမှာလို့အထွန်းတက်လို့မရပါဘူး။အပြင်မှာနိုင်ငံရေးပင်စင်ထိုင်ရှားနေတဲ့ NLD ရဲ့ CEC တွေတော်တော်များများရှိပါသေးတယ်။ညောင်နှမင်းညီလာခံနဲ့ရုံးမှတ်ခုနှစ်ချက်ရေးဆွဲချိန်မှာလဲဒေါ်စုကို NLD ပါတီတဲကထုတ်ပယ်ခဲ့ဘူးပါတယ်။သဘောက အာဏာရှင်လို့သာသူများကိုတမုတ်နေကြတာတကယ်တော့ NLD ပါတီကိုယ်တိုင်ကဒေါ်စုကြော်ပြီးဘသူမှဘာမှမလုပ်ရဲဘူးလို့ပြောတာကပိုပြီးမှန်ပါလိမ့်မယ်။ အရင်ဆုံး NLD ပါတီကဒေါ်စုပါတီလာဆိုတာပဲအရင်ဆုံးဆုံးဖြတ်ကြဦးပေါ့လေအခုလက်ရှိရုပ်ောက်ပွဲကိုစန့်ကျင်နေကြတဲ့သူတွေကိုယ်တိုင်ကလူဆွဲမူဆွဲနဲ့ပါတီဆွဲတွေကြောင်းအပြတ်သဘောကိစ္စတွေလုပ်နေကြတာပါဇက်ကဒီမိုကရေစီအော်နေပေမဲ့သူတို့စိတ်ထဲမှာဒီမိုကရေစီစံနှုန်းဆိုတာဘာရှိတာမှတ်လို့လဲ အဓိကသူတို့လိုလားတဲ့ပါတီအနိုင်ရဖို့ကသာအဓိကပါဒါကြောင့်လဲလူတကာကိုကြံဖန်ပြီးလိုက်ပလိမ့်နေကြတာပေါ့လေအခုလဲစစ်ဘုတ်ချုပ်ကြီးတွေယူကောက်ဝဲဝင်ပြိုင်တယ်လို့ဆိုကြတယ်တက္ကအငိမ့်စားယူပြီးနိုင်ငံရေးလှုပ်တာပဲဘယ်ဥပဒေများချိုးဖောက်နေတာရှိလို့လဲပေါ့လေ နိဗ္ဗိန်တွေဆိုတာကလည်း2021အရေးခင်းစတော့ Facebook မှာ profile တွေမချိန်တန်ဖိုးမတီးတာကအစ like အပြစ်ရှာခဲ့ကြသလိုအခုလည်းအမှုပညာရှင်တွေကိုကြီးကြီးကျယ်ကျယ်ဘိုင်းကုတ်တွေဆိုပြီးပြောနေကြတယ်မလားနို့နေစမ်းပါဦးကူရိုက်နေတဲ့အမှုပညာရှင်နဲ့ဂိတပညာရှင်တွေဆိုတာက2020မှာ NLD ရဲ့ရွေးကောက်ပွဲကမ်ပိန်းတချင်းတွေတောင်ဆိုခဲ့ကြတာမဟုတ်ဘူးလားပေါ့လေရွေးကောက်ပွဲပါဝင်ကြဖို့ UEC ကိုစားပြုတောင်မဟုတ်ခဲ့ဘူး ပါတီအင်ဂျီတွေဝင်ပြီးတော့ကမ်ပိန်းမှာပါခဲ့ကြတာပါဒါပေမဲ့ဒီလိုအနေအထားမှာအရေးကြီးတာကတော့လူငယ်တွေရဲ့အနာဂတ်တွေကိုအသိဉာဏ်ရှိရှိချုံးအောင်နိုင်ဖို့ပါပဲဆီအနာရှင်ပပျောက်ရေးနဲ့ဒီမိုကရေစီရရှိရေးလို့သာကြွေးကြော်နေကြပေမဲ့လက်တွေအမှန်တရားကတော့တချို့သူတွေလည်းပြည်ပမှာမိသားစုတွေမဥမကွဲတိုက်မပြဲတာယာတဲ့ဘဝတွေနဲ့အခြေကျနေကြပါပြီမဟုတ်ပါလား သူများတွေကတော့စီရီယံလုတ်ပါတော်လန်မာလို့ဆော်ဩခဲ့ကြတဲ့သူတွေကိုယ်တိုင်တော်လန်ရဲ့အကြောင်းပြပြီးဇကားတွေကနေပတ်စံရှာတယ်။ရောင်နေရှိုးပွဲဆိုတဲ့ခေါင်းစဉ်အောက်ကနေတချင်းတွေဆိုကြတယ်ဆိုပေမဲ့တကယ်လက်တွေအသက်တွေပေးနေရတာကမြေပြင်ကကလေးတွေပဲမဟုတ်ဘူးလားပေါ့။သုံးလာအတွင်းအစိုးရပြုတ်ကြမယ်ဆိုပြီးပြောခဲ့ကြတဲ့ဇော်ဝေစုရရဲ့မြွန်လင်းကျအမားတွေကြမှာຫນွေဦးတော်လန်ရည်တီကဘာရည်ကွန်တို့ ငွေတိုက်စာချုပ်ငှက်ပစ် project စသဖြင့်ခေါင်းစဉ်မျိုးစုံ တပြည်ခွက်ခောက်ခဲ့ကြတဲ့အလူငွေတွေလည်းဘယ်ရောက်ကုန်ကြပြီလဲဒီလင်းနေအတွင်းမှာ NUG အနေနဲ့ရောဗရက်တွေအနေနဲ့ရောလက်ဆုံးလက်ကင်ပြရာရှိတဲ့နိုင်ငံရေးနဲ့စီးအောင်မြင်မှုဗာမားကြီးကြီးမားမားရှိခဲ့တယ်လေပေါ့ကြုံဘူးတဲ့အတွေ့အကြုံလေးနဲ့ရင်းပြီးပြောလိုတာက88အရေးခင်းမှာလဲလဲလုံးတဲ့သူတွေပဲခုချိန်ထိနိုင်ငံရေးဆက်လုပ်ခွင့်ရတော့တာပါ 88မှာဒေါ်ခိုသွားတဲ့လက်နက်ကင်တွေကိုဒီချိန်မှာဘသူကမှပြန်လွမ်းမနေကြကြတော့ပါဘူးတခုတော့ရှိတာပေါ့လေတန်းနေထင်ရင်လဲလောက်ကြပေါ့ကိုရွေးချယ်ခွင့်နဲ့ကိုပဲမဟုတ်လားဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုနောက်ဆုံးအနေအချင်းဆီယမ်မိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ကွန်မြူနစ်နဲ့ဒီမိုကရေစီဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခမညာ ဒီမိုကရေစီနဲ့ကွန်မြူနစ်စနစ်ကဆန့်ကျင်ဘက်ပါအမေရိကန်နိုင်ငံမှာကွန်မြူနစ်ကွန်ထရိုးအက်ဒော1954ဆိုပြီးကွန်မြူနစ်တွေနဲ့ပတ်သက်ပြီးပြန်ထမ်းထားပါတယ်ကွန်မြူနစ်ပါတီကိုတရားမဝင်ပါတီအဖြစ်ကြီးညာထားပြီးပါတီဝင်တွေကိုဗန်အကောက်ဖွင့်တာတွေရွေးကောက်ပွဲဝင်ခွင့်တွေပိတ်ပင်ထားပါတယ်ကွန်မြူနစ်လွှမ်းမိုးမှုရှိတယ်လို့ယူဆရတဲ့အလုံသမားအဖွဲ့အစည်းတွေကိုတော့လက်မခံကြောင်းတမ္ပရာအိုက်ဆင်ဟောင်ဝါကလက်မှတ်ထိုးခဲ့ပါတယ် ကွန်မြူနစ်စနစ်ကိုအမေရိကန်လက်မခံခဲ့တာသူ့နိုင်ငံတည်ဆောက်ပုံအရလက်မခံခဲ့တာပါကွန်မြူနစ်စနစ်ကတပါတီတဲကအာဏာယူထားပြီးပါတီသဘောထားနဲ့မကန့်ညီရင်ရှင်းထုတ်ပြတဲ့စနစ်ဖြစ်ပါတယ်ကွန်မြူနစ်စနစ်ဆိုတာဘရင်စနစ်လို့ဖြစ်ပါတယ်လူမျိုးစုတစ်ခုတည်းရှိတဲ့နိုင်ငံမျိုးကတပါတီစနစ်ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်ဖို့မခက်ခဲသလိုပြဿနာလည်းမရှိပါဘူးမြင်သာအောင်ဥမာပေးရရင် ရခိုင်မှာအခုအေအေတွေရခိုင်နိုင်ငံထူထောင်မယ်ဆိုပြီးတခြားလူမျိုးအထူးသဖြင့်ဗမာတွေကိုဖယ်ထုတ်နေတယ်။တကယ်လို့အေအေတို့ပြောသလိုရခိုင်နိုင်ငံထူထောင်နိုင်ရင်ရခိုင်ကတပန်ဒီကွန်မြူနစ်ဖြစ်ဖြစ်ဘရင်စနစ်ဖြစ်ဖြစ်အဲ့ဒီစနစ်တွေနဲ့အုပ်ချုပ်ပါလိမ့်မယ်။အဲ့လိုအုပ်ချုပ်ရင်လည်းရခိုင်တွေဘာမှပြောမှာမဟုတ်ပါဘူး။ပြောရင်လည်းတပ်ပစ်လိမ့်မယ်။ ဒီမိုကရေစီဆိုပြီးတခြားဘယ်အဖွဲ့အစည်းမှအေရောရခိုင်တွေရောရခိုင်ပြည်နယ်တွေမှာလက်ခံမှာမဟုတ်ပါဘူးအဲ့လိုအခြေအနေမျိုးကကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်လို့ရပါတယ်ပညာတတ်များလာရင်တော့သူ့ဘာသာသူ ပြန်ပြိုကွဲသွားပါလိမ့်မယ်သူ့ဘာသာသူမပြိုကွဲရင်လည်းအမေရိကန်ကလစ်ပြားကိုလုတ်တယ်လို့ဝင်လုတ်လိုက်လိမ့်မယ်မြန်မာနိုင်ငံလိုလူမျိုးစု135မျိုးရှိတဲ့နိုင်ငံမှာတမန်ဒီကွန်မြူနစ်စနစ်မျိုးလုံးမယ်ဆို ရှမ်းကလည်းထပြဿနာရှာလိမ့်မယ်၊ကရင်ကလည်းထပြဿနာရှာလိမ့်မယ်၊ရုပ်စွာအဆုံးဗမာကိုတိုင်းပြဿနာထရှာပါလိမ့်မယ်။အမေရိကန်လိုနိုင်ငံကနိုင်ငံတကာကလာရောက်ချီချားတဲ့သူတွေနဲ့တီထောင်ထားတဲ့နိုင်ငံမှာတမာဒီစနစ်၊ကွန်မြူနစ်စနစ်ခေါင်းထောင်ခွေတောင်းပေးလို့မရဘူးဆိုတာအဲ့ဒါကြောင့်ပါဒါကြောင့်အမေရိကန်နိုင်ငံကသူ့နိုင်ငံထဲမှာကွန်မြူနစ်စနစ်ခေါင်းထောင်လာမာရင်မကဘူး။ ကမ္ဘာပေါ်မှာကွန်မြူနစ်စနစ်ခေါင်းထောင်လာမကိုခုမပြုတ်နိုင်ဘူးဖြစ်နေတာပါကွန်မြူနစ်အတွင်းအခေါ်ကအခြေခံပစ္စည်းမဲ့လူတန်းစားဆိုတဲ့အပေါ်အခြေခံထားလို့ကမ္ဘာလူအများဆုံးဖြစ်တဲ့အခြေခံလူတန်းစားပညာနယ်တွေထဲမှာစီယုံရလွယ်ပြန့်နှံ့လွယ်ပါတယ်ကွန်မြူနစ်စနစ်ဆိုတာတထင်းမုံဝါရနဲ့ကိုယ်နဲ့မတူရင်နှိတ်ကို ရှင်းလင်းပြစ်တဲ့အာဏာရှင်စနစ်ပါပဲနောက်လိုက်တွေကလည်းအဲ့လိုနှိတ်ကို ရှင်းလင်းပြစ်တာကိုလက်ခံတဲ့စနစ် ဒီမိုကရေစီဆိုတာကိုလုံရင်လုံးတလောက်အကျိုးခံစားခွင့်ရှိတဲ့စနစ်ဖြစ်ပြီးကိုယ်တိုင်တတိဖြစ်ဖို့အခွင့်အလမ်းရှိလို့တတိမုံလို့မရပါဘူးမြန်မာနိုင်ငံမှာတထင်းမုံဝါရအယူဆမတူရင်နှိတ်ကွတဲ့ဝါရဖြစ်တဲ့ဘဂဗအဖွဲကို အပြင်းအထန်နဲ့ဖြိုခွဲဖျက်ဆီးခဲ့ရပြီးပါပြီ။ရဲဘော်ဖြူရဲဘော်နီတွေရဲ့ဇလန်းတွေကိုရှယ်တို့ရဲ့ဇလန်းတွေအဖေကိုလင်မျိုးဝရင်တုံးနဲ့ရိုက်တတ်တဲ့ဇလန်းတွေပြန်ရှာဖက်ကြည့်ကြဖို့ ဝါရမိုင်းမိသွားရင်ဘာမှမမြင်တော့တဲ့ဘာမှမမြင်တော့တော့အောင်ဝါရမိုင်းတိုက်တဲ့ကွန်မြူနစ်ကမြန်မာဗုဒ္ဓဘာသာနဲ့အံမဝင်ပါဘူးကွန်မြူနစ်ကိုနေရပေးပြီးဘေကန္နာကို လုတ်ခိုင်းမလဲဆိုတာမသိပေမဲ့ကွန်မြူနစ်တွေအားကြီးလာရင်ကွန်မြူနစ်စနစ်ကိုပဲအကောင့်ထဲပေါ်ပါလိမ့်မယ်မြန်မာနိုင်ငံလက်ရှိလူတွေကကွန်မြူနစ်စနစ်ကို လက်ခံလာဆိုတော့မေးခွန်းတစ်ခုဖြစ်နေပါတယ် မြန်မာနိုင်ငံလက်ရှိဖြစ်နေတဲ့ပြဿနာတွေမှာကွန်မြူနီအဖွဲ့တရားဝင်ပါနေပြီးစစ်တပ်ကိုဆန့်ကျင်ပါတယ်ဆိုတဲ့သူတွေအလုံးကြီးပါလဲကွန်မြူနီအယူအဆတွေရှိနေကြပါတယ်တော်လိုင်းရထောက်ခံတယ်ဆိုတဲ့သူအထူးသဖြင့်နိုင်ငံခြားရောက်နေတဲ့သူတွေကိုယ်တိုင်ကွန်မြူနီပုံစံထောက်ခံနေကြတယ်ကိုယ့်ကိုမထောက်ခံတာနဲ့ဒလန်လိုသမုတ်ပြီးတော့သက်ပြတ်နေတာတွေသူများကို ထောက်ခံတာနဲ့သက်ပြတ်ဖို့လှုပ်ဆော်အားပေးနေတာတွေကကွန်မြူနီရဲ့အယူဝါဒတွေပါ ဗီစီတို့ SB တို့ဆိုတာလဲသူတစ်ပတ်သားဘဝကိုတက်ပစ်တဲ့ community အယူတွေပါမြန်မာနိုင်ငံကိုလက်နက်ကင်ပြီးဒေါ်လန်နဲ့ဆိုတဲ့အဖွဲ့ထဲမှာငါက community ကဆိုပြီးတရားဝင်ကြီးညာတိုက်ခိုက်နေတဲ့အဖွဲ့ရှိတယ်သူတို့အဖွဲ့ကိုလည်းနေရာပေးထားတယ်သူတို့ကိုဆက်နေရပေးနေရင်တချိန်မှာတရုတ်ကသူတို့ကိုပုံအောင်ပြီးပန်ဖို့ပေးပြီးလွတ်တော်တဲ့ရောက်အောင်လုပ်ပေးပါလိမ့်မယ်မြန်မာနိုင်ငံကိုကွန်မြူနတီနိုင်ငံဖြစ်အောင်ဒါမှမဟုတ် အ ਨੇ ဆုံးလွတ်တော်တဲ့ကွန်မြူနတီပါတီရောက်အောင်လုပ်ပေးပါလိမ့်မယ်။သိကျင်တာကွန်မြူနတီတွေကို နေရာပေးပြီးသူတို့ကြီးထွားလာရင်မြန်မာနိုင်ငံကကွန်မြူနတီနိုင်ငံအနေနဲ့ဆက်သွားမှာလား။တော်လန်ရေးကအောင်မှာမဟုတ်ပါဘူး။ရသလောက်ရှိတဲ့သူနဲ့အပြတ်လုံမယ်ဆိုတဲ့သဘောနဲ့မြန်မာနိုင်ငံနဲ့စစ်တပ်ပြည်စည်းဖို့လုံနေတာလားဆိုတာကိုပါတော်လည်းအောင်မြင်သွားတယ်ဆိုရင်ကွန်မြူနတီပါလို့တရားဝင်ခံယူထားတဲ့သူတွေကိုလွှတ်တော်တဲ့နေရာပေးမှလား သူတို့ကဒေါ်လာရေးတော့ငါကူညီခဲ့လို့သူတို့လည်းနည်းနည်းစားပါစီဆိုပြီးတော့ဖဲ့ကျွေးမာလာဒါမှမဟုတ်ဘလို့ဆက်လုံမလဲဆိုတာစဉ်းစားစရာပါသူတို့ကရောဒေါ်လာရေးအောင်မြင်သွားရင်မြန်မာနိုင်ငံကိုကွန်မြူနစ်စနစ်ဖော်ဆောင်သွားမယ်ဆိုပြီးလုံနေတာလားတရုတ်စီကအထောက်အပံ့ရဖို့နာမည်တကူသုံးပြီးလှုပ်ရှားနေတာလားကောင်းဖို့လုံမယ်ဆိုမကောင်းနိုင်တဲ့အရာအလုံးကိုဖယ်ထားရပါလိမ့်မယ် မြန်မာနိုင်ငံအတွက်လုပ်မယ်ဆိုမြန်မာတွေမကြိုက်တာမလုပ်ရပါဘူးကိုရီတဲ့အများကြီးပိုတွေးတက်တဲ့အမေရိကန်လိုနိုင်ငံကသင်းထန့်တွေတောင်ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကြောက်ပြီးတားဆီးကာကွယ်ထားကြတယ်အဖေအရင်ကိုတောင်ရိုက်တက်ကြတဲ့ကွန်မြူနစ်ဝါဒတွေကိုမြန်မာနိုင်ငံထဲမှာမလိုချင်တော့ဘူးဆိုတဲ့အကြောင်းဒေချာတွေးကြည့်ကြပါဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုဒူဘန်ဂျေဆုတင်ပါတယ် ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြားအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ ရိုင်းဆိုင်မှုမပါ comment မှာဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ ကျွန်တော်မင်းခတ်မောင်ပါ